သွားနှုတ်မဲ့လူနာတွေကိုတချင်းဆိုပြလို့နာမည်ကြီးပြီးလူပြောများလာတဲ့စိတ်ထားကောင်းတဲ့သွားဆရာဝန်ထောက်တာအောင်မို့ဒီနေ့မှာတော့တမယိုးကြမဟုတ်တဲ့နီလန်တခုနဲ့လူနာရီရဲ့နာကျင်မှုနဲ့ကြောက်စိတ်ကိုကုသပေးနေတဲ့မြန်မာနိုင်ငံကစိတ်ထားကောင်းတဲ့သွားဆရာဝန်တယောက်အကြောင်းကို ပြောပြပေးချင်ပါတယ်ရှင်။သူရဲ့လုံရဲ့လေးကတင်းငယ်တယ်လို့ထင်ရပေမယ့်အဲဒီနောက်ွယ်ကစေတနာနဲ့မြတ်တာတရားကတော့တကယ်ကိုကြီးမားလာပါတယ်။အဆိုပါဆရာဝန်ကတော့ဒေါက်တာအောင်မိုးပဲဖြစ်ပါတယ်။ အလုံးသိကြတဲ့အတိုင်းသွားစီကန်းသွားရမယ်ဆိုလူတွေတော်တော်များများအတွက်အထူးသဖြင့်ကလေးငယ်လေးတွေအတွက်တော့ရှင်းခုံစရာမဟုတ်ပဲရှင်းတုံစရာခိုက်တဲ့တစ်ခုဖြစ်တတ်တာပါ သွားစင်းရဲ့ဆူရှာတဲ့အတန်းစေကင်းထဲမှာထုံနေတဲ့စိမ့်နှံတွေပြီးတော့ထုံစေးထိုးရမှာသွားနှုတ်ရမှာကိုကြောက်တဲ့စိတ်ကလူကြီးလူငယ်မင်းရွေးဖြစ်တတ်ကြပါတယ်။ဒီကြောက်စိတ်တွေကြောင့်သွားနာတာကိုအောင့်ဤပြီးမကုသပဲထားလို့ယောဂပိုဆိုးသွားကြတဲ့သူတွေတောင်ဒုနဲ့ဒီပါပဲ။ဒါပေမဲ့ဒီလိုကြောက်စိတ်တွေကိုဂီတနဲ့ကုစားပေးနေတဲ့ဆရာဝန်တယောက်ရှိနေပါပြီ။ ဒေါက်တာအောင်မိုးဟာသူ့ရဲ့ဆေးကန်းကိုရောက်လာတဲ့လူနာတွေအထူးသဖြင့်ငိုယူပြီးကြောက်ရွံ့နေတဲ့ကလေးငယ်လေးတွေအတွက်ကုသမှုမစတင်ခင်မှာမိုက်ခရိုဖုန်းလေးကိုခိုင်းကာရိုကီဆက်လေးကိုဖွင့်ပြီးတချင်းလေးတွေဆိုပြလေးရှိပါတယ်။ဒီလိုထူးခြားတဲ့ကုသမှုပုံစံကြောင့်ပဲဒေါက်တာအောင်မိုးဟာအွန်လိုင်းမှာတချင်းဆိုရဲသွားဆရာမုံလူနာတွေကိုကျင်နာတက်တဲ့သွားဆရာမုံဖြစ်နေနာမည်ကျော်ကြားလာခဲ့တာပါ။ ဒီလိုလို့ဖြစ်တာကလည်း COVID-19 ကပ်ရောဂါကာလအတွင်းမှာသွားနှုတ်ဖို့ရန်ကုန်ကြောင်းနေတဲ့ကလေးလေးတယောက်ဒေါက်တာအောင်မိုးစေကန်းကိုရောက်လာခဲ့ပါတယ်။ဘလူးမားချောမလို့မရတဲ့အဆုံးမှာဒေါက်တာအောင်မိုးကသူ့ရဲ့ဝါသနာတစ်ခုဖြစ်တဲ့တချင်းဆိုတဲ့နီလန်းကိုစမ်းသုံးကြည့်ဖို့အကြံရခဲ့ပါတယ်။ကလေးကြိုင်လောက်မဲ့တချင်းလေးတစ်ပုဒ်ကိုဆိုပြရင်ချောမြူကုသပေးခဲ့ရကနေအဲ့ဒီကလေးကကြောက်စိတ်တွေပြေရောပြီးကုသမှုကိုအောင်မြင်မြင်လက်ခံသွားခဲ့ပါတယ်။ အဲဒီနေ့ကစပြီးဒီကုထုံဟာလူနာလိုင်းအတွက်အထူးသဖြင့်ကလေးတွေအတွက်အကောင်းဆုံးနည်းလမ်းတစ်ခုဖြစ်နိုင်နေဆိုတော့ကိုသူသဘောပေါက်ပြီးစေကူတာမှုရဲ့အစိတ်ပိုင်းတစ်ခုဖြစ်အသုံးပြုဖို့ဆုံးဖြတ်ခဲ့တာလို့ဆိုပါတယ်။ တကယ်တော့ဒေါက်တာအောင်မိုးဟာတချိန်ကနိုင်ငံရဲ့ချားမှခြေချပြီးဘဝကိုတိဆောက်ဖို့တည်ရှိမှန်းချက်ကြီးကြီးမားမားရှိခဲ့သူတစ်ယောက်ပါ။ဒါပေမဲ့သူ့ရဲ့ဖခင်ဖြစ်သူကကိုမြတ်မာပြည်မှာပဲပညာမွေတွေပြန်ပေးပြီးအချိုးပြူပါလို့တိုက်တွန်းခဲ့တာကြောင့်မြမပြည်မှာပဲဆရာဝန်ဘဝကိုဖျက်ဆီးမှုဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။ သူရဲ့တွေးကိုအထီးကပြောင်းလဲစေခဲ့တဲ့ချက်တစ်ချက်လည်းရှိပါသေးတယ်။အနာကတော့နိုင်ငံခြားကကျန်းမာရေးစောင့်ရှောက်မှုပုံစံနဲ့မြန်မာနိုင်ငံကပုံစံတချို့ကိုနှိုင်းယှဉ်မိခြင်းမှာပဲ။နိုင်ငံခြားမှာဆရာဝန်တွေကလူနာတွေကိုမိသားစုဝင်တယောက်လုံးနှွေးထွေးချူတာစွာဆက်ဆံကြခြင်းမှာမြန်မာနိုင်ငံကစီးပညာရှင်တချို့ကတော့လူနာတွေအပေါ်မျက်နှာထားတင်တင်အပြောဆိုခံမှမှနဲ့ဆက်ဆံတတ်တာကိုသူတတိထားမိခဲ့ပါတယ်။အာဂိုတချီနဲ့ရောက်လာတဲ့လူနာတွေဟာရောဂါဝေဒနာကြောင့်ကိုယ်ဆင်းရဲနေရတဲ့အပြင်ဆရာဝန် ရဲ့ဆက်ဆံမှုကြောင့်စိတ်ပါဆင်းရဲပြီးမတော်တည်မှုဆိုတဲ့အတွေ့အမျိုးသူ့မှာဖြစ်ပေါ်ခဲ့ပါတယ်။အခုတော့သူဟာသူ့ရဲ့အလုံးနဲ့ဝါသနာကိုကောင်းဆောင်ပေါင်းဆက်နိုင်ခဲ့ပါပြီရှင်။ဒေါက်တာအောင်မိုးဟာနှုပညာကိုမျက်နှာပေးမိ။အလုံးတော်ဝင်ကြီးကြောင့်တည်တံမလို့ဖြစ်ခဲ့တဲ့တချင်းဆိုတဲ့အလေးထားကိုလူနာရီရဲ့နာကျင်မှုနဲ့ကြောက်စိတ်ကိုကုသပေးတဲ့နေရာမှာတုံ့ချခဲ့ပါတယ်။သူ့ရဲ့ကုသမှုကလူနာရဲ့သွားကိုယ်တော်မကလူနာရဲ့စိုးရိမ်နေတဲ့စိတ်ကိုပါနှစ်သိမ့်ပေးနိုင်ခဲ့ပါတယ်။ ဒေါက်တာအောင်မွေးရဲ့စီကံကိုရောက်ဖူးသူတွေကတော့သူ့ရဲ့ကျွမ်းကျင်တဲ့ကုသမှုထံသူ့ရဲ့နှွေးထွေးတဲ့စိတ်ဓာတ်နဲ့မေတ္တာစေတနာကိုချီးကျူးမဆုံးပါပဲရှင်။ဒီလိုလူနိုင်စိတ်ခံစားချက်ကိုနားလည်စာနာပြီးကိုချင်းစာစိတ်ပြင်းနဲ့ကုသပေးတဲ့ဒေါက်တာအောင်မိုးလိုဆရာဝန်မျိုးဟာတခေတ်ကိုတန်မှုရှိရပါဘေးတကြီးတို့ရောဒီလိုစိတ်ထားကောင်းတဲ့ဆရာဝန်ကိုဘယ်လိုမြင်လဲဆိုတော့ comment မှာပြောသွားကြပါဦးရှင်